မင်္ဂလာပါစစ်မှုထမ်းနေတဲ့ပတ်သက်လို့ဂျင်းထည့်ထားတာလေးကိုနည်းနည်းဖော်ပြချင်ပါအဲ့ဒါကတော့စစ်မှုထမ်းဥပဒေစတင်အတက်ဝင်တွင်းနေတဲ့အချိန်မှာနှစ်နှစ်ပဲတောင်းဝင်ထမ်းဆောင်ရမယ်နှစ်နှစ်ပြည့်ရင်ပြန်ရမယ်အဲ့ဒီနှစ်နှစ်အတွင်းမှာစစ်ပညာပဲတင်ရမယ်ရှေ့တန်းထွက်เสียမလိုဘူးလို့ဘောမတွေအားလုံးကပြိုင်သူអော်ခဲ့ကြတယ်เนาะဟုတ်ပါတယ်เนาะအဲ့တော့အခုနှစ်နှစ်ပြည့်ပြီးကြော်တဲ့အပတ်စဉ်ဘယ်လောက်ထိရောက်နေပြီလဲဘယ်လောက်ပြန်ခွင့်ရသွားပြီလဲ ဟိုတလောကစစ်မှုထမ်းနေပြန်ခိုင်းတယ်ဆိုပြီးတော့ဝါရဖြန့်တယ်နော် QR မှာကြော်မျိုးမျိုးဘယ်လိုပြောထားလဲဆိုတာပြီးရင်ကျွန်တော်ထောက်ပြမယ်မနေ့ကတပ်ပေါ်ကနေထုတ်ပြန်တယ်နာဆာကအဲ sorry ဒီစက်အစိုးရကနေထုတ်ပြန်တယ်ထင်ပါစစ်မှုထမ်းတာဝန်မတီစက်အစိုးရအော်မင်းအောင်နိုင်အခုတီစက်အစိုးရလားဟုတ်လားကုလသမဂ္ဂစည်ရင်းမှာဘာဖြစ်လို့မင်းအောင်နိုင်အစိုးရနာမည်မရှိတာအဲ့ဒါဆိုကြော်မျိုးမျိုးမင်းပြဿနာမရှိဘူးလားအဲ့လိုပြောတာဟုတ်တယ်လေတီစက်အစိုးရဆိုနံပါတ်1ကဘာလက်ခံရမယ် အခုလက်ရှိကမ္ဘာနိုင်ငံအားလုံးကကုလသမဂ္ဂစည်ရင်းဒီ2025မှာကမ္ဘာနိုင်ငံတွေရဲ့ခေါင်းဒီအစိုးရနာမည်စည်ရင်းတွေကိုထုတ်ပြန်တဲ့နေရာမှာမြန်မာနိုင်ငံရဲ့အစိုးရစည်ရင်းနေရာမှာဒီ2025မှာထုတ်ပြန်တဲ့စည်ရင်းတော့တမထမစ္စတာဝင်းမြစ်အတိုင်မြခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အဲ့ဒါဘလို့တည်သေးဆိုရဖြစ်သွားမင်းတော့အဲ့ဒါဆိုထားကဲကုလသမဂ္ဂအပါအဝင်အနောက်အုပ်စုကမထောက်ခံဘူးဆိုရင်လက်ရှိတရုတ်နဲ့ရုရှားက မြန်မာနိုင်ငံအစိုးရတရားဝင် အစိုးရဒီမင်းအောင်နိုင်ဦးဆောင်တဲ့အာဏာတိုင်းအစိုးရဘာလို့တတ်မှတ်ပေးထားလဲကိုယ်ထောက်ခံနေတဲ့တရုတ်နဲ့ရုရှားတောင်မှအစိုးရဘာလို့မထောက်ခံပဲနဲ့ကိုယ့်ဟာကိုယ်တည်ဆဲအစိုးရလို့អော်ရဲတဲ့ပါဇက်အံ့ဩတယ်ကွာငါအကောင်းပြောတာနော်မင်းတို့တွေတကယ်လော်ဘီလုပ်တာလေဟိုလေးစားမှတယ်ဘာဖြစ်လို့လေးစားဆိုတော့ရုံမာတဲ့နေရာမှာကလေးကလေးလောက်နေမှာတွန့်ကျင်ရကြည့်လို့နော်စဉ်းစားကြည့်လေကဘာလဲအသိမမပြူထားဘူးနောက်ဆုံးကိုယ့်ကိုထောက်ခံပါတယ်ဆိုတော့တရုတ်နဲ့ရုရှားတောင်မှ မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဟာမင်းအောင်လှိုင်အစိုးရလို့မလက်ခံထားဘူးမင်းအောင်လှိုင်ကိုခေါ်တဲ့ခီးစဉ်တွေဟာစစ်တပ်ခေါင်းဆောင်တယောက်အနေနဲ့ဖိတ်တာပဲနိုင်ငံတော်ခေါင်းဆောင်တယောက်အနေနဲ့ဖိတ်တာမဟုတ်ဘူးဟုတ်တယ်နော်အဲ့တော့ဒီစဲအစိုးရဆိုတာဘာကိုပြောတာလဲဘယ်နေရာကိုတွားတည်ကြတယ်ဟမ်ဘာဘာအချီကျိုးနဲ့တည်တာဟုတ်လားအဒီစဲအစိုးရလားဟုတ်လားအချီကျိုးနဲ့တည်တဲ့ဒီစဲအစိုးရလားဟမ်ဟာဒီကောင်တွေဒုက္ခပဲပြီးဆုံးလို့ပြီးဆုံးသွားလို့ သူ့ရဲ့မိုးရမြေကိုပြန်ခွင့်သမုဒ္ဒတာဝန်ပြီးဆုံးကြောင်းလက်မှတ်ပေးပြီးတော့သူ့ဒီကတဆန်အနေနဲ့ပြန်သွားခွင့်ပြီးတော့လောက်ကန်နေရာရှာထားပြီးတော့ရှာပြီးတော့ချထားပြီးတဲ့ဟာတွေအားကြောင့်မနေ့ကတက်မတော်ထုတ်ပြန်တာတွေ့ရတယ်ဆိုတော့တောင်ကြီးမှာလုပ်တဲ့ပွဲဆိုရင်ဒါပထမဆုံးဟာမလို့ရှိမယ်ပထမဆုံးစမှုထမ်းခဲ့တဲ့နံပါတ်1အမှတ်စဉ်1ကတော့ဒါသူ့စမှုထမ်းတဲ့နှစ်နှစ်ပြည့်သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာအဲဒါကြောင့်မသူတို့စစ်မှုထမ်းကာလပြီးလို့ဆိုပြီးတော့ခုသူတို့မိခင်ရင်ကိုပြန်ပြီတာဝန်ပြီးဆုံးတဲ့အတွက်သူတို့ရဲ့မိသားစုစီပြန်လို့ရပြီလက်ထက်မှာစစ်မှုထမ်းပြီးဆုံးကြောင်းကတ်ကြီးကင်ထားပြီအာပြီးတော့စီးပွားရေးဝင်လုပ်မယ်ဆိုရင် sorry အလုပ်ဝင်လုပ်တော့မယ်ဆိုရင်ကုမ္ပဏီတွေကသူ့ကိုခန့်ကိုခန့်ရအောင်မယ်ဖြစ်လာပြီအဲအဲ့အဲ့ဒါ ခန့်အောင်ခန့်အောင်မခန့်ရဘူးဟင်ဘာကြောင့်အဲ့တော့ကျွန်တော်တွေးကြည့်တယ်တပ်မတော်ရတော့လို့ဒီဆက်ပြောရအောင် तू तू ပြော तू ပြောယူမှကျွန်တော်ပြောရတော့ဒီစစ်မှုထမ်းတတနှစ်နှစ်လို့တတ်မှတ်ပြီးရင်တတ်မှတ်ထားတဲ့အတိုင်းနှစ်နှစ်ပြည့်တဲ့ခါမှာသူ့ရဲ့တာဝန်ဆက်ထမ်းခြင်းနဲ့ထမ်းမထမ်းခြင်းလို့ပြန်ခြင်းလေဆိုလဲရော့မြင်ပြန်လို့ရပြီစစ်မှုထမ်းပြီးဆုံးကြောင်းလက်မှတ်ရော့ဆိုပြီးတော့သူ့မိသားစုစီကိုပြန်လို့ရအောင်ခွင့်ပြုပေးလိုက်ပြီးစစ်မှုထမ်းတဲ့ကြောင်းလို့လည်းလားတာလည်းရပြီ ဆိုကျွန်တော်တွေ့ပြီးတော့ဩဒါဆိုရင်တော့တို့တို့ဒီစစ်မှုထမ်းတဲ့နှလုံးမှာနံပါတ်1ကလာတာရတယ်နံပါတ်2ကစစ်မှုထမ်းလက် PC ကြောင့် certificate ရတယ်ပြီးရင်အလုပ်ကန်ခွန်လိုင်းတစ်ခုပြန်လုပ်ချင်တယ်ဆိုရင်တော့အဲ့ဒီလက်မှတ်ကိုပြပြီးတော့အလုပ်ပြန်လျှောက်မယ်ဆိုရင်သူနဲ့ထိုက်တဲ့ရာထူးတာဝန်တွေကိုအလိုလိုရမယ်ဆိုဒီခွေးတွေရပါလားဆိုတဲ့အမျိုးကျွန်တော်မြင်လိုက်ရတယ်ဟောဟောမိုက်တာဟောအဲ့ဒါဆိုတော့မမိုက်ဘူးလားမိုက်တယ်ကဲအဲ့ဒါဆိုရင်ဒါမှတစ်ခုတော့မေးကြည့်ချင်တယ်အခုအပတ်စဉ်က20ကျော်ပြီနော်အဲ့တော့နှစ်နှစ်ပြည့်သွားတဲ့အပတ်စဉ်ဟိုတစ်ပေါ့တစ်ဆိုရင်ဒါနှစ်နှစ်အများကြီးတော်ပါပြီ အဲ့တော့အဲ့ဒီအပတ်စဉ်တင့်မှာအင်အားဘလောက်ကိုလက်ခံခဲ့တာလဲအဲ့ဒီထဲကစမ်းမကြီးမကောင်းပြီးတော့ပေဆုံးသွားတာဘယ်နှယောက်ရှိလဲပြီးလို့ရှိရင်ရန်တူရှိမှတုံပန်းအဖြစ်ဖန်းခံထီတာဘယ်နှယောက်ရှိလဲပြီးရင်ရှေ့တန်းမှာ ပေသွားတာဘယ်နှယောက်ရှိလဲပြီးရင်ခြေပြက်လက်ပြက်ဒုက္ခိတဖြစ်သွားတာဘယ်နှယောက်ရှိလဲပြီးလို့ရှိရင်အခုပြန်ခွင့်ရသွားတာဘယ်နှယောက်ရှိလဲအဲ့ဒီအချက်၆ချက်ကိုကျွန်တော်တို့ပြည်သူကိုတော့မပြောနဲ့ရတယ်ဒါဟိုနေ့ဖြစ်တဲ့အတွက် တက်တွင်းထဲမှာဒီစစ်မှုထမ်းတင်နှင်းစင်းတဲ့ဒူတွေရောစစ်သားတွေရောထုတ်ပြန်ပေးတာရှိလားရှိလားအဲ့ဒီအချက်၆ချက်ကိုထုတ်ပြန်ပေးတာရှိလားအဲ့ဒါပဲလေဟုတ်မှာမဟုတ်တော့ဘူးပင်ဝါတာလေဟမ်တကယ်မှမဟုတ်တာပင်ဝါနေတာဟမ်အကျော်မျိုးကပင်ဝါကောင်အဲ့ကောင်အကောင်ကရှောက်ဝါနေတာရှောက်လိန်နေတာ လူလေးလင်းငန်းဆယ်ယောက်လောက်ကိုစတီပီလေးထုတ်ပြီးသူတို့စစ်တပ်နဲ့ပတ်သက်ရပတ်သက်ကြောင်းလူလင်းငန်းဆယ်ယောက်လောက်ကိုစတီပီလေးထုတ်ပေးပြီးတော့စစ်မှုထမ်းတင်တန်းပြီးွားပြီးဆိုပြီးတော့ဂျင်းထည့်ပြတာလေဟုတ်တယ်မလားတကယ်ဆိုရင်ကျွန်တော်ပြောသလိုအဲ့အရာကြီးမလိုအပ်ဘူးလားလူပဏိယောက်ကိုခေါ်ခဲ့တာလေဟုတ်တယ်ကျွန်တော်အပတ်စဉ်တက်ဒါတက်တော့ဒနေ့မှပြန်ကြိုင်းနေနေအာကျွန်တော်အဲ့ဒါကြောက်တော့ဒီနေ့ဒနေ့လာရှင်းလင်းပွဲလောက်မှာပါနော်အဲဆိုမှန်တော့အဲ့လိုပြောတင်နေဟုတ်တယ်မလားအာကျွန်တော်အပတ်စဉ်တက်မှာတော့အာတင်တန်းကဘလောက်ခေါ်ခဲ့ပါလဲအဲ့ဒီတဲကမှကျမ်းမာရေးမကောင်းလို့တေဆုံးသွားတာဘယ်နှယောက်ရှိလဲ ဟမ်မပြောအောင်လားမလိုအပ်ဘူးလားအဲ့ဒါဒါမှတာနေကြံတဲ့ရဲဘော်ရဲကြတာလေးလေအားရှိမယ်လေဟုတ်တယ်မလားပြောလားမပြောဘူးနော်ကျွန်တော်ကတော့မကြားမိဘူးပြောလာတယ်ခမားတို့ကြားမိလားမကြားမိဘူးနော်အဲ့ဒါဆိုရင်ဒီဗီဒီယိုကံကိုကြည့်ွားတဲ့စစ်သားတွေရဲတွေရှိရင်နော်မင်းတို့ကကြားမိလားမကြားမိဘူးမလားအေးအဲ့ဒါဆိုမဟုတ်လို့အရှင်းနေတယ်သိလားမင်းမကြိုက်တော့လိန်ပြောပြောမင်းငါတို့ကလက်တွေ့ကြကြလေးပဲငါစကားပြောမယ်နော် အဖြေမှန်ဆုံးပဲသိလားအဲ့တော့ရှင်းနေတဲ့ဟာကြီးကိုမင်းအောင်လိုင်းအာနာစသိမ့်ပြီးတဲ့ကစစ်သားဘလောက်တည်သွားပြီလဲစစ်သားနဲ့ရဲဘလောက်တည်သွားပြီလဲဘလောက်ချစ်ပြက်လက်ပြက်ဒုက္ခိတဖြစ်သွားပြီလဲတုံမန်းလက်နဲ့ဘလောက်ဖြစ်သွားပြီလဲတုံမန်းတစ်ခါတစ်ခါဖန်းခံတီစခန်းနေမှာတွေ့ရနော်နော်အဲ့ဒီတုံမန်းနေလေးကဖန်းခံတီတဲ့တုံမန်းနဲ့ပြန်လွတ်တယ်မထင်နဲ့နော်စစ်စစ်ကြောရေးထက်ရသေးတယ်စစ်ကြောရေးမှာဒီကောင်ကရွာမီးနဲ့ချိုးထားတာကောင်ဆိုရင်လွယ်လွယ်လွတ်လွတ်မထင်နဲ့တော့ အဲမင်းတို့ထင်တာပါတဲ့အာတိုက်ပွဲမနိုင်ဘူးက PDF ဘက်ကဖမ်းပြီးပြန်လွတ်ပေးတာပဲအချိန်တိုင်းလွတ်လာမှာပဲထင်တာမှားွားလိမ့်မယ်နော်မှားွားလိမ့်မယ်မင်းတို့အကုန်စစ်ကြောရေးတန်းဖို့မှာစစ်တပ်မှာဒီတိုက်ပွဲမှာတိုက်နေရင်းနဲ့မှာတုံ့ပန်းဖြစ်မိတဲ့ကောင်မှန်တယ်များအကုန်လုံးစစ်ကပါတယ်စစ်တဲ့အချိန်မှာစစ်ရာဇဝတ်မှုတွေကျူးလွန်ထားတဲ့ကောင်ပါလာပြီဆိုရင်အဲ့ဒီကောင်ဥပဒေအတိုင်းအရေးယူဆောင်ရပါတယ်နော်တုံ့ပန်းတွေပြန်ပေးတယ်ဆိုတာအဲ့ဒီကောင်တွေမှာအပြစ်မရှိလို့ပြန်လွတ်ပေးတဲ့အဆင့်လောက်ပဲရှိတယ်အဲ့တော့ မင်းအောင်နိုင်အာနာသိမ့်ပြီးတဲ့ကစစ်သားရဲဘလောက်တည်ပြီလဲဘလောက်ဒုက္ခိတာဖြစ်သွားပြီလဲဟုတ်တယ်နော်ရန်သူလက်မှာတုံမှန်းဖြစ်ဘလောက်ဖမ်းမိထားပြီလဲပြီးလို့ရှိရင်ဒုက္ခရောက်နေတဲ့မိသားစုတွေဘလောက်ဖြစ်သွားပြီလဲဘယ်သူပါလှုပ်ပေးလဲမင်းအောင်နိုင်အာမတ်ခံလာအဲ့ဒီမြှောက်ပေးနေတဲ့ဦးကျော်မျိုးမင်းတို့တောင်းဝင်ယူပေးလာအခုအများကြီးတော့မှလင်ရသေးသွားပြီးတော့ရှေ့တန်းမှာတချို့တွေဆိုလင်ရသေးမှမသေးမှမသိဘူးပျောက်ဆုံးဆိုပြီးတော့စည်ရင်တင်ပြီးတော့အဲ့ဒီလကတွေကိုတိုက်ရင်မှုတွေကယူပြီးစားနေတယ် ဘာမှလည်းမပြောရဲဟမ်ဒုက္ခတွေရောက်နေစရာမရှိရက်ွက်ထဲတွားနေပြန်တော့စစ်ခွေးမရဆိုပြီးတော့လူများသတို့နဲ့ထွေးဟမ်စစ်တပ်ထဲမှာနေလို့လဲနေချင်တိုင်းနေလို့မရအဲ့ဒါတို့ဒုက္ခရောက်နေတဲ့တတ်မတော်တာမိသားစုတွေအများကြီးရှိတယ်ဘုရူတော်ဝင်ယူပေးတယ်ကြော်စိုးတို့ကြော်မျိုးမင်းတို့အဲ့ကောင်တွေတောင်းယူပေးတယ်မယူအောင်တော့ဟမ်အမွေးနဲ့တစ်ချောင်းပြန်အောင်တစ်ချောင်းတော့မထောက်ပံ့ဘူးအဲ့ကောင်တွေအာနဲ့မမြောက်ပေးနေတာဟမ်ပြီးလို့ရှိရင်မင်းအောင်နိုင် ဒီစစ်တပ်ကအတဝန်ရှုံးမရောက်နိုင်ဘာတောင်းယူပေးတယ်ဘာမှမဝေးဘူးအသေးပဲခံခိုင်းတာလေခိုင်းတာလေအဲ့တော့စစ်မှုထံအပတ်စဉ်တစ်ဆိုတာနော်သူပြောတယ်လက်ခရတယ်တဲ့ကျွန်တော်တနင်္လာနေ့တိုင်းကိုဟိုတလောကဆင်းသွားတဲ့အချိန်မှာရေးဘက်ကိုကျွန်တော်ရောက်တယ်အဲ့ဒီကျွန်တော်နေတဲ့ရက်ပိုင်းဆိုင်နေစစ်မှုထံတပ်သားတွေ6ယောက်လက်နက်နဲ့အလင်းဝင်လာတယ်6ယောက်လက်နက်နဲ့အလင်းဝင်လာတယ်အဲ့ဒီ6ယောက်လုံးရဲ့ပြောစကားတညီတညာတွေရဲ့လက်ခမကန်ရအောင် ။ဗာဖို့ညာဖို့လူကျင်တဲ့ဟာအဲ့သူတို့တက်တာဆိုင်ကနေသူတို့ရောင်းတဲ့ဟာကိုဖျက်ဆားယူပြီးဟိုနေနဲ့ရတဲ့လက်ကတည်းကအချိန်တိုင်းနှုတ်လိုက်။လက်ကတော့ထုတ်တယ်ကြားတယ်ကိုကြီးတဲ့။ကျွန်တော်တို့လက်ထဲတော့ပတ်စံတကားမကင်ဘူး။အဲ့ဒါလူတိုင်းပြောတာ။အေးဒါပေမဲ့မြင်းသေးကတော့ကြိုက်တယ်လို့ယူခွင့်ရတယ်။ကဲဖြစ်နေတဲ့ဘဝစဉ်းစားကြည့်။ရင်နာစရာကြီးရင်နာစရာကြီးပြအကောင်ပြောတာအဲ့ဒီစစ်သားတွေရဲတွေအကုန်လုံးကဒီတိုင်းပြည်သားတွေဒီနိုင်ငံသားတွေဒဇိမ့်တွေတယောက်မှမပါဘူး ကျွန်တော်တို့ကဒီအာနာရှင်ဘက်ကရက်တီလို့လားစစ်ခွေးရဲခွေးလို့ပြောပြီးတော့ပြစ်နေခန့်နေဟိုမတာပေါ်ရင်လက်ကုပ်ဒီနေရတာဒါပေမဲ့တကယ်တကယ်အဲ့ဒီဒူတွေကကောင်းကောင်းမွန်မွန်ဒီအာနာယူဘက်ကမရက်တီပဲနဲ့တို့ကတို့နေမယ်ဆိုရင်ဘယ်ပြည်သူမှအဲ့ဒီစစ်သားတွေရဲတဲ့ကိုထိခိုက်ဒဏ်ရာရအောင်မဆုတောင်းစိတ်ကြနော်ဘလောက်ပဲစစ်ခွေးခေါ်ခေါ်အခုခင်ဗျားတို့ဒီနေ့စစ်ခွေးစစ်ခွေးခေါ်ကြည့်နော်အခုစစ်တပ်မှာ အာနာသိမ်းသားတယ်မင်းအောင်လိုက်ခေါင်းဆောင်ပြီးတော့တိုင်းပြည်လုံးကိုဖွက်သက်ကြအောင်တပ်ဖြတ်နှိမ့်ဆက်ဒုက္ခပေးနေတယ်စစ်ခွေးတွေတို့ပြောနေတယ်ခွေးခေါင်းဆောင်တွေပြောနေတယ်ဒီနှစ်ခေတ်အခုစစ်ဘိုလ်ချုပ်တယောက်လောက်ကမင်းအောင်လိုက်နဲ့စိုးဝင်းကိုအာနာကောက်သိမ်းပြီးတော့ငါဒီငါတို့စစ်တပ်ကိုစစ်တမ်းလေးခေါ်ရမှာကွာတိုင်းပြည်အာနာကိုပြည်သူထံပြန်အပ်တယ်ထားလို့ကြည့်ချက်ချင်းတိုင်းပြည်ရဲ့ကယ်တင်ခြင်းမှာဆိုဥကုန်းချမှာအဲ့ဒီစစ်သားကိုအဲ့ဒါမြန်မာပြည်သူတွေအဲ့လောက်ထိစိတ်ကောင်းတာအကောင်းပြောတာမြန်မာပြည်သူတွေလောက်စိတ်ထားကောင်းတဲ့ပြည်သူမရှိဘူး အာနာသိမ့်နေအတန်သိမ့်ပြီးအာနာပြန်ပြီးမယ်တဲ့ဘယ်သူကဘယ်လိုဂျင်းထဲ့နေလဲ၃ရက်လောက်အတန်သိမ့်ပြီးရတယ်မှာအဲ့ဒီအချိန်မှာမင်းအောင်နိုင်အစိုးရတဲ့ခေါင်းဖွဲ့ဝိုင်းအကောင်ပြီးစီပေါ့ဟမ်ဂျင်းထဲ့ကန်ထိတဲ့တိုင်းပြီလို့ဟာဒါစိတ်မစိုးဘူးဂျင်းထဲ့ကန်နဲ့အာမရတော့ဘူးတဲ့ချင်းနေမကောင်းထွက်ပြီးဆန္ဒပြမတဲ့ဣသနာမောင်တို့ဘာလို့အရင်ထွက်လာတယ်နော်အဲ့တော့တိုင်းကန်တို့မြို့မပြောနဲ့တော့လမ်းနေတော့လူပြေသွားတဲ့လမ်းပေါ်မှာဒါပေမဲ့အရှိရဆန္ဒပြပွဲသွားတယ်အနောက်ကအမိုက်ကောက်တဲ့အဖွဲရလိုက်ကောက်ပြီးတယ်ကြီးစား ဟာညီပေါ်မှာတွားကြည့်ရမနေ့တနေ့ရမှာလမ်းမှာရက်ထားတဲ့ကားတွေဆိုင်ကြပါကုန်းမျိုးပြစ်တာဟမ်နိုင်ငံပိုင်တွတ်တော်အဆောက်အဦနေတိတမနာယုံနေအကုန်လုံးရှုပ်ပြစ်ပြီးနေတယ်ဝင်ကြီးတွေဘာတွေမိတဲ့ကောင်ထုတ်ရိုက်အဲ့ဒါလို့အချင်းဒီမျိုးတော်မှာသူတို့တိုင်းပြည်မှာတည်ငြိမ်အောင်ထိမ့်သိမ့်နိုင်တယ်ကိုနေ့ကအရှိအဆန်နှပြဝိုင်းအနောက်ကအမိုင်းလိုက်ကောက်တဲ့ပြည်သူတွေကိုကြတော့ခစ်ကိုပြောင်းချင်းခေါင်းကိုပြေးတဲ့တေရဲကောင်ထွက်ခဲ့တဲ့ဟမ်သူထွက်တိုင်းဖြစ်အောင်ရဲဆဲဆဲပြစ်တတ်တယ်2021ဖေဖော်ဝါရီလတရက်နေ့မှာ အာနာသိန်းနဲ့မတ်လ29ရက်နေ့မှာလူ9ကျော်တပ်လိုက်ပြီအဲ့ဒါဘယ်လွတ်တော်မှလည်းမီးမရှို့ဘူးဘယ်ကားဆိုင်ခင်မှလည်းမီးတော့မရှို့ဘူးအဲ့တော့အဲ့လိုတက်တော့မခံနိုင်တော့ဘာလို့ပဲပဲလေးတွေကစာပြီးခုခံရပြီအတက်မခံနိုင်တော့ဘူးလေရက်ွက်ထက်ကင်းဆောင်နေလူတွေခေါင်းတက်ပြစ်သွားတာလေလမ်းမှာရက်ထားတဲ့ကားတွေဆိုင်ကယ်တွေကိုပြောင်းပြန်နေပေါ်မှာကြတော့ပြည်သူတွေဆိုတာပြည်မြမာပြည်မှာကြတော့သူ့သူလမ်းမှာရက်ထားတဲ့ဆိုင်ကယ်တွေကားတွေမှန်နေရိုက်ွက်ပေတဲ့ကောင်တွေထွက်ခက်ဆိုပြီးအကောင်လုံးထုရိုက်ချေမှုတ်လာသူစစ်သားတွေ ဟမ်အဲ့ဒါနေမခံနိုင်အဆုံးကပြည်သူတွေဘာလို့ကအာရကတ္တနဲ့လေးလေးလှုပ်လောက်လေးကွာလေးလှုပ်သေးလေးတွေကဟောဒီကောင်တွေပြန်ခုခံတာဟောအဲ့တော့ဘာလို့လဲ RPG နဲ့မြို့တွေကိုပြစ်သွင်းတယ်မြို့လည်းကောင် RPG နဲ့ထုတ်လို့ဆိုစဉ်းစားကြည့်တယ်အော်အဲ့တော့အနေထားကနေမခံနိုင်တဲ့အဆုံးမှာတိုင်းပြည်ကဒီအခြေအနေရောက်လာတာအဲ့တော့ပြည်သူကဒီအခြေအနေကိုရောက်လာခြင်းလို့ရောက်လာတာမဟုတ်ဘူးဒီအခြေအနေရောက်လာအောင်တွန်းပို့တဲ့မင်းအောင်နိုင်အပါဝင်ဒီအာနာယူတဲ့ကောင်တွေကြောင့် တိုင်းပြည်ဟာဒီအခြေအနေရောက်လာတာဒါဟာဘယ်လုံးမှငြင်းလို့မရတဲ့မှန်တရားချက်ချင်းထားပြီးတော့ပြည်သူတွေဆန္ဒပြမယ်ဟိုဆန္ဒမပြဘဲလက်နက်ထကင်ပြီးတော့တော်လှန်တာမဟုတ်ဘူးเนาะအလောက်ထိအေဂျင့်နဲ့ပြည်သူတွေကိုဒီတိုင်းပြည်ပြစ်အောင်လုပ်ပစ်တာဒါကြောင့်မလို့ဒလုံးလူလိန်လူညာအောက်တန်းစားတွေကိုကျွန်တော်တို့တွေလက်ခံလို့ဘလို့မှမရဘူးကျွန်တော်မရရရနဲ့နီးနဲ့စန့်ချင်ရမယ်တော်လှန်ရမယ်ဒါကြောင့်မလို့ပြောတာပါအဲ့တော့စစ်မှုထမ်းဆိုပြီးဂျင်းတန်ကန်တည်ထားတဲ့လူတွေကတော့စိတ်မကောင်းပါဘူးเนาะ ဲ့တော့ကျွန်တော်ပြောတော့ပဲစစ်မှုထမ်းတွေလွတ်တယ်ဆိုရင်အဲ့ဒီအချက်၆ချက်မေးကြည့်လိုက်ပါဘယ်သူတိလဲလို့ဒါပါပဲ